်မင်္ဂလာပါရှင်ဒုတိယကမ္ဘာစစ်ကာလကကျမ်းမာတူတာအကြောင်းဆက်လို့တင်ဆက်ပြီးသွားပါမယ်ရှေ့တစ်ပိုင်းမှာတော့စစ်ရဲ့တက်ရောက်ခြင်းအကြောင်းတတိယတန်းကြီးပြောခဲ့ကြပြီးအောင်ဒီပိုင်းမှာကတော့ဒုတိယကမ္ဘာစစ်မှာဆေးပညာရှိရေဖွံ့ဖြိုးလာသလားဆိုတဲ့အမိကိုဆက်လို့နားဆင်ကြရအောင်ပါ အရင်ဆုံးနံပါတ်1အနေနဲ့ကတော့ဒုတိယကမ္ဘာစစ်အတွက် antibiotic ဆိုတဲ့ဗတိစီဝါစီရှာဖွေတွေ့ရှိရဆိုတာနဲ့ချိန်ထိုးပြောကြည့်ကြရအောင်ပါပထမကမ္ဘာစစ်ပြီးတဲ့နောက်1928ခုနှစ်မှာဆေးပညာရဲ့တစ်စစ်ချိုးနီးအသစ်တစ်ခုပြောင်းလဲထွန်းကားတဲ့အခွင့်အရေးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါကဘက်တီးရီးယားဗေဒဆိုင်ရာအထူးပြုကျွမ်းကျင်သူ bacteriologist တူဦးဖြစ်တဲ့ဒေါက်တာ Alexander Flemings ကလန်ဒန်မြို့ရဲ့ laboratory အတွင်းမှာ ပနက်ဆလင်ဆေးကိုစလို့ဖော်ထုတ်တွေ့ရှိခဲ့တာပါဒီနောက်မှာတော့ပနက်ဆလင်ဆေးကိုအာနိသင်ပိုကောင်းမှုရဲ့ထုံးလုံးမှုအဆင့်မြင့်တင်မှုရဲ့ဆက်လို့လုပ်နိုင်လာကြပါတယ် ်ပထမဆုံးရှာဖွေတွေ့ရှိချက်ကနေတော့လုံးဝတန့်စင်ထိရောက်တဲ့ပနက်စလင်စီအဖြစ်မရနိုင်ခဲ့ပေမဲ့လို့ဂျီတိန်နဲ့အမေရိကန်ပူးပေါင်းဆောင်ရွက်ဖော်ဆက်ကြတဲ့ပနက်စလင်ကို1943ခုနှစ်မှာဆိုရင်ပိုပြီး advance ဖြစ်လို့ပိုလို့ထိထိရရကုသပေးနိုင်တာမျိုးရှာဖို့အတွက်အမြောက်အများထုတ်လုပ်တင်ပို့နိုင်လာပါတယ် 1946ခုနှစ်မှာတော့နယ်သာလန်နိုင်ငံမှာရှိတဲ့သုတေသနပညာရှင်များကပက်နက်ဇလင်ဈေးကိုကိုပိုင်နီးစနစ်နဲ့ဆန်းသစ်တီထွင်ထုတ်လုပ်လာတဲ့နောက်မှာတော့ဈေးကွက်တွေမှာလွယ်လွယ်ကူကူဝယ်လို့ရလာတာမို့ဈေးရဲ့အသုံးဝင်မှုကပိုလို့တွင်ကျဲမြင့်မားလာတာအပြင်ပက်နက်ဇလင်ဈေးကိုဈေးနှုန်းအသင့်အတင်လျှော့ပြီးသားလည်းဖြစ်စေခဲ့ပါတယ် စစ်ပွဲအခါကာလဖြစ်ခဲ့ပြီးမင်းတို့ကောင်းတဲ့အမြင်ရှုထောင့်တွေကြည့်ကြရမယ်ဆိုရင်တော့ဒီလိုကုသရေးပိုင်းမှာဆေးထုတ်လို့အောင်မြင်လာတာက First World War ပြီးတဲ့နောက်တိဆောက်ရည်တည်ခြင်းတွေလုပ်နေရစဉ်လူတို့အတွက်တော့သက်သာရာရခဲ့တယ်လို့ဆိုနိုင်ပါတယ်။ second world war ထပ်လို့ဖြစ်ရတာဆုံးရှုံးနစ်နာမှုတွေဆက်လို့များလို့မိမယ်လေပဲစစ်ကြောင့်ဖြစ်ရတဲ့အနာရောဂါတို့အတွက်ပက်နက်ဆလင်စီးကြောင့်ဈေးကူတာရေးပိုင်းမှာအထောက်အကူအများကြီးဖြစ်ခဲ့ကြပါတယ် ဒီလိုပနက်စလင်ဈေးခက်မြမြထုတ်လုပ်လိုက်နိုင်ခြင်းကစစ်ပွဲအလဲကရလာတဲ့ထိခိုက်ဒဏ်ရာကနေယောဂပူဝင်ရောက်အမြင့်တွေလို့လူနာ ခံစားနေရတဲ့ဝေဒနာတို့ကိုတတ်တာစီခြင်းနဲ့မရေမတွက်နိုင်တဲ့အသက်ပေါင်းများစွာကိုတိတိတတ်တာကဲတင်နိုင်ရာရောက်စေခဲ့ပါတယ်ဒုတိယကဘာစစ်မှာကာကွယ်ဆီဆိုတဲ့ vaccine ကို ထုတ်လုပ်အသုံးချနိုင်လာကြပါတယ်။ဒုတိယကဘာစစ်တွေက type 5ယောဂကာကွယ်ဆီအကြောင်းဆက်လို့ပြောကြရအောင်ပါ။ တိုက်ဖိုက်ယောဂဖက်စင်းအကြောင်းဆိုတော့ဘယ်ကနေဘယ်လိုယောဂရတတ်တယ်လဲဆိုတာအရင်သိထားကြရအောင်ပါ တိုက်ဖိုက်ဖြစ်တယ်ဆိုတာကဆယ်မွန်နဲလာဆိုတဲ့ဘက်တီးရီးယားအကောင်ကြီးတို့ကဒိုးရီရဲ့ကိုယ်ထဲဝင်ရောက်နေထိုင်လို့ဖြစ်ရတာပါဒီဘက်တီးရီးယားအကောင်ကြီးကဘယ်ကနေလာသလဲဆိုရင်အဓိကကတော့မတန်ရှင်းတဲ့အစားအစာတွေတောက်ရည်တွေကနေတဆင်ကူးစက်တာပါဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့ကာလတွေမှာအစားအစာနဲ့တောက်သုံးရည်တန်တန်ပြပြရနိုင်မှုကမလွယ်ဘူးလေနော်ဒီလိုစစ်ပွဲအချိန်မှာလူအလုံးကလည်းအသက်ရှင်လွတ်မြောက်ဖို့တခုကိုယ်တာအဓိကထားလို့ဂယုစိုက်ရလို့ ကြောင့်တကူရီတန့်ရှင်မှုရောပန်ဝန်းကျင်တန့်ရှင်မှုမှာအားနေစေခဲ့တာပေါ့ဒီလိုဘုံလွတ်ကြီးလွတ်ရနေရာတွေကိုခက်မြန်မြန်ပြောင်းရွှေ့လို့စူပေါင်းနေထိုင်ကြရတာဖြစ်လေတော့တန့်ရှင်းမှုအားနေတဲ့အခါကာလတွေမှာ မတက်မစင်ညစ်ထေးတဲ့အစာအတောင်တွေတောက်ရင်မှနေရတာအရန်စိုက်ပါတယ်ဆိုရဲဒီဆယ်မိုနဲလာဘက်တီးရီးယားအကောင်ကြီးများအာကောင်ခေါင်းထောင်ထလာခြင်းလို့ပဲပြောရပါမယ်စစ်ပွဲအတွင်းမှာဆိုရင်ကိုစားကျင်တာကိုရေးချွဲခံနေမရကြတာကြောင့် မတက်နဲ့စားတော့စရာကိုစားမိရကနေအဖျားပြင်းပြင်းပိုက်နာခြင်းနဲ့ဝမ်းပြက်ဝမ်းလျှောခေါင်းကိုက်ခြင်းစတာတွေအဖြစ်လွယ်ခဲ့ကြပါတယ်တို့မြမမှုပြုတဲ့စကလုံးအရာတော့အဖျားပြင်းတဲ့ဝမ်းပြက်တဲ့ဆိုးရွားတတ်တဲ့လက္ခဏာပြတာမျိုးဥယောင်ငန်းပြတိုက်ဖိုက်ရောဂါပါတယ်နော် ဒါဖြင့်အစိုးရက အကောင်းကိုရွေးလို့ပြောကြမယ်ဆိုရင်ဒီလိုဒုတိယကမ္ဘာစစ်ဖြစ်ခဲ့တဲ့အချိန်စစ်ပွဲအတွင်းရဲ့ရောဂါဝေဒနာတိုးနှုံရော့နိုင်မှုအတွက်ကာကွယ်ဆေးထိုးနယ်လို့ရခြင်းကအထောက်အကူတစ်ခုပါပဲ။ ရှေ့တုန်းက18ရာစုမှာဖြစ်ပွားခဲ့ပွေစစ်ပွဲတွေအကျဉ်းမှာလည်းတိုက်ဖိုက်ရောဂါကူးစက်ပြန့်ပွားတော့အများကြီးနဲ့တည်ဆုံးမှုအများကြီးကိုအဲ့ဒီခေတ်ကာလအရာကြုံခဲ့ကြရပြီပါပြီ။ဒါအတွက်18ရာစုအတွင်းမှာတိုက်ဖိုက်ရောဂါကာကွယ်ကူတာဖို့ကြံစလှုံ့ဆော်ခဲ့ကြပါသေးတယ်။ Type 5 vaccine ကိုနောက်တစ်ဆင့်အနေနဲ့တိုးတက်အောင်မြင်ပါတယ်ဆိုတဲ့အကြောင်း Type 5 Plus Paratype 5A Paratype 5B ဆိုတဲ့ကာကွယ်ဆေးအောင်မြင်နေပါပြီဆိုတဲ့အချက်နဲ့လူမှုကိုစတင် မိတ်ဆက်ပြီးတဲ့ခုနှစ်ကတော့1916ခုနှစ်အတွင်းပဲဖြစ်ပါတယ် ပထမကမ္ဘာစစ်ဖြစ်စဉ်တုန်းကလည်းတဖြည်းဖြည်းနဲ့ပြောင်းလဲတည်ထွင်လာနိုင်တဲ့ဒီကာွယ်ဆေးကိုအားပြုခဲ့ကြရပါသေးတယ်။တိုင်းဖိုင်ယောဂကုသခြင်းကပတ်ဝန်းကျင်တန့်ပြန့်စင်ကြယ်ရေးကိုအထူးကအာပြုကာကွယ်ခြင်းနဲ့သာတားဆီးနိုင်မှာဖြစ်တာမို့ဒုတိယကမ္ဘာစစ်ဖြစ်နေစဉ်အတောအတွင်းမှာကာကွယ်ဆေးရှိခြင်းဟာဆိုရင်အရက်သားရောစစ်သားများအတွက်ပါတနည်းတစ်ပုံအသက်ငယ်စီမြည်လို့နေပါတယ် နောက်ထပ်တစ်ခုကတော့ဒုတိယကမ္ဘာစစ်နဲ့မေးခိုင်ယောဂကာကွယ်ဆေးပတ်သက်ရာအကြောင်းကိုဆက်လို့ပြောကြရအောင်ပါ။အရင်ဆုံးမေးခိုင်ယောဂဆိုတာဘာကြောင့်ဖြစ်ရတယ်လဲဆိုတာနဲ့စကြရအောင်ပါ။လူကိုမေးခိုင်ယောဂဖြစ်စေတဲ့ bacteria ဘို့ကို Clostridium tetani လို့နာမည်တက်ခေါ်ပါမယ်နော်။ဒီ bacteria ကောင်လေးကနေကူးစက်တတ်တဲ့အသက်အနည်းရရှိတဲ့မေးခိုင်ခြင်းဖြစ်စေတဲ့ယောဂတစ်မျိုးကိုဖြစ်စေပါတယ်။ အထူးကကတော့ယောဂပိုးရှိရဲ့မတန်ရှင်းတဲ့အရာဝတ္ထုတွေနဲ့ထိခိုက်တံရရရှိပြီးတော့ဒီအနာကနေတစ်ဆင့်ဆက်လို့ဆက်လို့ဖြစ်တတ်တဲ့ယောဂလို့ဆိုရပါမယ်။ဒီမေးခိုင်ပိုးရဲ့မျိုးပုံစပိုးလို့ခေါ်တာပေါ့နော်။ဒါတွေကမြေကြီး၊ဖုံပုံ၊လူနဲ့တရိษံတို့ကစွန့်နဲ့အညစ်အကြေးတွေမှာနေထိုင်တတ်ပါတယ်။ဒီလိုမျိုးပုံအညစ်အကြေးမျိုးကပ်နေပြီဆိုတော့ခြုံထက်တဲ့ဆူ ်တန်အဆရှိတဲ့အရာတွေကိုလူနဲ့ထိမိစုမိရဆိုရင်ဒီမိခိုင်ဖူကကိုခံနာတယ်ဝင်ရောက်လာတတ်ပါတယ်။အဲ့ဒီမျိုးပုံလေးတွေကအရေးပြားရဲ့ soul theory ဒါမှမဟုတ်ကြွက်သားတွေအထက်မှာဆက်လို့ပွားများလာပါပြီ။ပြီးရင်လူရဲ့ကြွက်သားကိုတောင့်တင်မာကျိုးစေနိုင်တဲ့အစိတ်တွေကိုစတင်ထုတ်လွှတ်ပါတော့တယ်။ ဒီတော့ဒုတိယကမ္ဘာစစ်ကာလတုန်းကစစ်ပွဲအတွင်းမှာမီးခိုင်ရောဂါဖြစ်ပွားနှုန်းအရန်မြင့်ခဲ့ပါတယ်။အခုနောက်ပိုင်းခေတ်တွေမှာဆိုရင်တော့အကျောကနေမူးယစ်ဆေးသွင်းတဲ့မူးယစ်ဆေးဝါးသမားတွေမှာလည်းမီးခိုင်ရောဂါဖြစ်ခြင်းမြင့်တက်လာတာကိုတွေ့ရတတ်ပါတယ်။မေခိုင်ယောဂဘိုးကနေယောဂအခြေအနေအဆင့်ထိမဖြစ်ခင်မှာကြိုတင်ကာကွယ်ထားနိုင်တာကအကောင်းဆုံးလို့ပြောရပါမယ်။ယောဂဝင်ရောက်ရင်ပြင်းထန်တတ်လို့ပါပဲ။ဒါကြောင့်ကာကွယ်စေးရာတိတ်အရေးကြီးလို့ပါတယ်။ ဆိုရင်မေးခိုင်ယောဂါကာကွယ်ဆေးကို Titanet Tricide TT လို့ခေါ်ပါတယ်။ပထမဆုံးအနေနဲ့ကာကွယ်ဆေးအကြောင်းကို18ရာစုမှာစလို့ရှာဖွေတရှိခဲ့တာပါ။ဂျာမန်သိပ္ပံမြရှင်အဖွဲ့ကနေဥဆောင်လို့ရှာဖွေနိုင်ခဲ့တာပါတယ်နော်။ဒါကိုပိုလူအထိရောက်တဲ့ကာကွယ်ဆေးအဖြစ်နဲ့19ရာစုဖြစ်တဲ့1924ခုနှစ်မှာတစ်ဆင့်မြင့်တင်တိုးတက်စေခဲ့ပါတယ်။ ကုသရေးအတွက်ထိရောက်မှုအပေးနိုင်ဆုံးကာကွယ်ဆေးရာဆိုရင်1938ခုနှစ်မှာတီထွင်ဖန်တီးနိုင်လာတာဖြစ်လို့ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်ကာလတွေအတွက်အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာအထောက်ပံ့အနေနဲ့အများကြီးပေးခဲ့တယ်လို့လည်းဆိုနိုင်ပါတယ်ဒုတိယကမ္ဘာစစ်မှာဒဏ်ရာအနာတရကုသခြင်းအတွက်တိုးတက်ရင်းနှီးလန်းတွေရှိမလားလို့ဆက်လို့နားဆင်ကြရအောင်ပါ။ ်ဒုတိယကမ္ဘာစစ်အတွင်းသွေးသွင်းကုသခြင်းအရာရောက်အောင်မြင်လာတာတွေ့ရပါတယ်စစ်အတွင်းမှာထိခိုက်ဒဏ်ရာရသူဥယျာဉ်များလာတာနဲ့အမျှလူနာရီယာ သွေးဆုံးရှုံးနိုင်တဲ့အခြေအနေတွေလည်းများခဲ့ပါတယ်။ဒါကိုသွေးအားပြန်လည်ဖြစ်တင်းလို့ဘယ်နည်းလဲနဲ့အသေးစားအထိရောက်ဆုံးစိတ်ချရဆုံးကုထုံကိုယူရမလဲလို့ရွေးချယ်စဉ်းစားလာကြရတာပေါ့နော်။ပြီးတော့သွေးအလူရှင်စီကနေရလာတဲ့သွေးကိုနံပါတ်၁အနေနဲ့သွေးအိတ်အဖြစ်တင့်တင့်တဲ့အမှုချိန်မှာစုဆောင်ရယူပေးတာ။နံပါတ်၂အနေနဲ့စနစ်တကျတူလောင်သိမ်းဆည်းထားတာ။နံပါတ်၃အနေနဲ့ကတော့မှန်ကန်တဲ့နည်းလမ်းနဲ့သွေးသွင်းရမယ့်လူနာစီပို့ဆောင်စီတာ။စတဲ့နည်းစနစ်၃ခုကဒုတိ ရကမာစစ်ဖြစ်ရာအခါကလာမှာ ဖွင့်ပြိုးလိုလာနေပါတယ်။ဒါကြောင့်သွေးလိုအပ်တဲ့ဒဏ်ရာအနာတရရှိနေသူဘယ်သူကိုမဆိုအချိန်မကုန်ပဲမဆိုင်မတွာဖြည့်တင်းကုသနိုင်တာမျိုးလုပ်နိုင်ခဲ့ကြပါတယ်။သွေးအထွက်များလိုအနာတရဖြစ်နေသူဒီလူသားတယောက်ကိုသွေးလိုအပ်ချက်ရှိနေချိန်တိုင်းမှာသွေးသွင်းခြင်းမပြတ်စေဘဲနဲ့ဆက်လိုဆက်လိုအသက်ဆက်ရနိုင်စေတာပေါ့နော်။ ဒုတိယကဘာစစ်မှာသွေးရည်ကြီးကုထုံးနဲ့အသက်ကယ်ခဲ့ပါတယ်။သွေးရည်ကြီးဆိုတာကဘာလဲဆိုတာကိုအရင်နားဆင်ကြည့်ရအောင်ပါ။လွယ်လွယ်ပြောကြည့်ဆိုသွေးရည်ကြီးကဒိုးရဲ့သွေးထဲမှာပါတဲ့အရည်အကြည်ရောအပိုင်းဆိုပါတော့။သွေးထဲမှာပါတဲ့သွေးနီဦးသွေးဖြူဦးသွေးဥမှာတခြားဗတိပစ္စည်းတွေကိုခွဲလိုက်ရင်ဒါရီနဲ့အတူတူရောနှောပါဝင်နေတဲ့ liquid potion ဆိုပါဆိုနော်။သွေးရည်ကြီး plasma ဟာယောဂအမျိုးပေါင်း50လောက်ကိုကုသနိုင်စွမ်းရှိပါတယ်။ဒိုရီအသက်ရှင်ရည်တည်ရဲ့အတွက်အရင်မဲ့အရေးပါပါတယ်။ဆိုတော့ဒုတိယကမ္ဘာစစ်အတွင်းမှာသွေးရည်ကြီးလှူပေးတဲ့သူစီကနေ plasma ရလာပြီဆိုရင်ဒါကို dry plasma ဖြစ်ရအောင် ပြုပြင်ပေးခဲ့ရပါတယ်။ဘာလို့ drying plasma အဖြစ်၆တွေ့ခံတာလဲဆိုတော့ပုံမှန်အခမ်းအမူချိန်မှာထားရလို့ရတဲ့ကောင်းတဲ့အချက်ရှိတာကြောင့်ဖြစ်ပါတယ်။ သူ့ကို minus degree အထိအေးခဲပေးရမယ်ရေခဲတစ်တာမျိုးနဲ့တဲပို့စရာထောက်ပို့စရာမလိုဘူးပေါ့နော်ဒီတော့ drying plasma ကို minus degree အေးခံလို့ပေးပြီးကြာရှည်အထားခံမှုအေးခံအခဲပေးရမျိုးမလုပ်ဘဲနဲ့တဲယူရွယ်ကူစေပါတယ် ဒီတော့သွေးလိုအပ်နေသူလူနာအတွက်အေးခဲထားရတဲ့ fresh frozen plasma မရနိုင်ပင်နဲ့တနေရနဲ့တနေရပြောင်းရွှေ့ကုသရေးပေးနေတဲ့အချိန်နဲ့ဖြစ်တာမို့လူနာအတွက် အကောင်းဆုံးကုထုံးမီရလို့မပြောနိုင်ခင်ရတော့အဲ့ဒီခေတ်အခါကအရေးပေါ်စစ်ပွဲဖြစ်ရာဒေသတွေအတွက်မှာအရေးတကြီးအဖြစ်နဲ့တုံရပြူရအစင်ချောစေခဲ့ပါတယ်ဒီတော့သွေးလန့်ခြင်းဖြစ်နေတဲ့ shock ရတဲ့လူနာအတွက်လူနေပြီဆိုတာနဲ့ချက်ချင်းသွေးအိတ် ယူပြီးကုသရေးပေးနိုင်တာပေါ့နော်ဒီ drying plus မှာနီးစနစ်ဟာဆိုရင်ဒုတိယကဘာစစ်အခါကာလမှာ အသုံးပြုနေပါပြီတဲ့နော်စစ်ပွဲဖြစ်နေတဲ့အရက်ဒေသမှာလိုက်ပါလှုပ်ဆောင်ရတဲ့ဆေးကုသရေးဖြစ်တာမျို ို့လင်းလင်းမြန်မြန်နဲ့အသက်တချောင်ကဲတင်တာရေးဟာသွေးရည်ကြီးမြန်မြန်ဆန်ဆန်ဖြစ်တင်လို့ရတာ ਨੇ ဆက်နွယ်နေတယ်လို့ပဲပြောရပါမယ်။ဒီတော့ဆေးပညာရှင်တို့ဟာ plasma transfusion လို့ခေါ်တဲ့သွေးရည်ကြီးကုထုံနဲ့ကုသရင်မှာအသုံးချရင်ဒုတိယကမ္ဘာစစ်အတွင်းတိုက်ပွဲရင်ဆိုင်အန်တုဇာယသူများကိုအသက်ကယ်ပေးတဲ့နည်းစနစ်အဖြစ်ဖွင့်မျိုးခဲ့ခြင်းကိုမြင်ကြရပါတယ်။ဒုတိယကမ္ဘာစစ်မှာ အရေးပေါ် ကုသရေးစနစ်အသက်ဝင်လာတာကို တွေ့ရပါတယ် အခုခေတ်အခါမှာလို့ဆေးရုံတိုင်းဆေးရုံတိုင်းမှာထားပေးရတဲ့အရေးပေါ်ကုသရေးဌာနက18ရာစုကလေးကအစာပြုတ်ခဲ့ပေမယ့်လို့ဒုတိယကဘာစစ်အကြမ်းမှာအခြေပြုစတင်လို့ဆောင်လာကြတာလို့ပြောရပါမယ်။စစ်ပွဲကလာမှာဒဏ်ရာအပြင်းထန်ရလာသူစစ်သားအရက်သားတို့အတွက်အရေးပေါ်ကုသရေး emergency care ကိုအချိန်တိုအတွင်းတီးသန့်လှုပ်ဆောင်လို့ချက်ချင်းအသက်ကယ်ဆယ်ရေးကုသရေးတွေလှုပ်ဆောင်ပေးရတာ哦เนาะဒီဌာနကို triage လို့ခေါ်ပါတယ်။ 3H ကအရေးပေါ်ဌာနတိုင်းအတွက်အသက်တက်မြပါပဲဒီကိုရောက်လာတဲ့ Luna entry မှာ Bell Luna ကို first aid ကုသမှုပေးရမယ် Bell Luna ကို priority ဦးစားပေးအဆင့်အနေနဲ့ထားလို့ကုသမယ်အသက်ရှင်မှုအခွင့်အလမ်းအများဆုံးလူနာကိုဒီလိုမြ мян ကုသမယ်စသဖြင့်ခွဲချမ်းစနစ်ချထားပြီးတဲ့နေရာလို့ပြောရမှာပေါ့နော် ဆိုရင်ဒုတိယကဘာစစ်အတွင်ဖြစ်တာမို့လို့ဆေးဝါးပစ္စည်းကရိယာလွလွယ်ရဖို့ကလည်းခက်ခဲတာဖြစ်တဲ့အတွက်ဆေးကုသရေးမှာ အကန့်အသတ်အများကြီးရှင်ဆိုင်ခဲ့ကြရပါတယ်။ဆေးကုသလက်ဆဒီနေရာမှာ တိုက်ပွဲဖြစ်လာပြီဆိုရင် နောက်ထပ်တနေရာပြောင်းလို့မိုဘိုင်းကလစ်နဲ့နီလန်းနဲ့ဆေးကုသရေးဆက်လုပ်ပြီးကြရတာမို့ဆေးဝါးပစ္စည်းနဲ့လူနာစောင့်ရှောက်ရေးမှာအတားအဆီးအကန့်အသတ်ညှာလွန်ခဲ့ပါတယ်။ဒီလိုအခါ ူနာကိုတိုက်တွေးရမယ်တောက်စီ ထိုးစီတို့ကရှစ်နှစ်တာကလည်းလူနာအရေးအတွက်နဲ့မလုံမလောက်ဖြစ်တာမျိုးရှိလေတော့ရှေတန်းရောက်တဲ့အထဲကမှအရေးပေါ်ထိခိုက်ထန်ရာရောက်မှုဖြစ်ကြတဲ့လူနာအများကြီးတွေထဲကမှဘယ်တယောက်ကိုအရင်ဆုံးကူတာမှုပေးရမလဲလို့ Trish မှာသာဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလူနာကိုဆိုရင် EMC Emergency ထားလို့ကုသရေးပေးမယ်ဒီလူနာကိုက ICU မှာအတွင်းကျက်မဲ့ကုသဆောင်ပေါ့နော်ဒီနေရာမှာထားလို့ဆက်လို့ကုသရေးပေးမယ်စသဖြင့်ခွဲတန်းချစနစ်ထားပြီးတဲ့ triage နဲ့ mobile clinic ဆိုတဲ့ရွှေပြောင်းဆေးကုသရေးကိုခွင့်ပြုလာခဲ့ခြင်းကိုဒုတိယကမ္ဘာစစ်အတွင်းမှာ မြင်တွေ့ကြရပါတယ် ုတိယကမ္ဘာစစ်ကာလမှာ ခွဲစိတ်ရင်းနဲ့ပြန်လည်တည်ထောင်ရေးအပိုင်းမှာအကျိုးရှိလာခြင်းတွေကိုဆက်လို့နားဆင်ကြရအောင်ပါ စစ်အတွင်းမှာလက်နက်ကြီးရာမီးသစ်ကြီးသစ်ရာကနေလူရဲ့အရေးများမှာလောင်ကျွမ်းနေကိုလက်အင်ကပြည့်စည်ရင်ကိုခံစားကြရပါတယ်။ဒီအခါမှာပုံမှန်ရှိတဲ့အရေးပြားနဲ့ပုံပန်းတံံကိုကောင်းကောင်းပြန်ရဖို့ရည်လိုရှိရပြီးအရေးပြားအစားထိုးဖို့ခွဲစိတ်ကုသရေးမှာဆိုရင်ပလတ်စတစ်ဆာဂျူရီနဲ့ရီကွန်စထရက်တစ်ဆာဂျူရီလုပ်လို့ကုသရေးလုပ်ခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်အခါကာလမှာခွဲစိတ်ကုသရေးအပိုင်းအတွက်မှာဆိုလို့ရှိရင် Sahara Gullies နဲ့ Archibald MacIndoe တို့ဟာချင်ရှားတဲ့စာချင်များဖြစ်ပါတယ်နော်။ တို့တွေလူရဲ့ခန္ဓာကိုယ်ကိုအုပ်ကာပေးထားတဲ့အရေးများဟာတကိုယ်လုံးအတွက်အကာအယံတတိုင်းကြီးတစ်ခွဲဖြစ်ပါတယ်တကယ်လို့ဒီအကာအယံတတိုင်းမရှိဘူးဆိုရင်ကိုယ်ရဲကိုယောဂပိုးဝင်ရောက်ရာအယံလွယ်ပါတယ်ဒီလိုအကာအကွယ်ပေးတဲ့အရေးများကစစ်အတွင်းမှာဆိုရင်စစ်လက်နဲ့ပစ္စည်းအစအနဆင်မိတာဖြစ်စေမီးလောင်ကြံဟတ်ခံရသည်ဖြစ်စေ ျက်စီးတတ်ပါတယ်။ဒီလိုလူနာတစ်ယောက်ရဲ့မျက်နှာနဲ့အသားရည်မှာဆေးရည်ထံအဖြစ်မီးလောင်ကျွမ်းလာကြောင်းဆူဆူရွရွရအရေးပြားပျက်စီးပြီးရုပ်ရည်ပြတ်သွားတာမျိုးရှိခဲ့ပြီးဆိုရင်ပုံမှန်ငကူမျက်နှာအညီထားပြန်မရသေးထားပါဘူး။တင့်တင့်နဲ့လုံးကင်မှုလုံးလို့ပြန်လို့ကြည့်ကောင်းစေဖို့အတွက်နဲ့အရေးပြားအစာထိုးနည်းနဲ့ကုသရေးလုပ်ပေးခဲ့ကြတာကိုတွေ့မြင်ရပါတယ်။ဒါအပြင် neurosurgery အပိုင်းဖြစ်တဲ့အုံနောက်ခွဲစိတ်ကုသရေးပိုင်းဆိုင်ရာမှာအောင်မြင်တိုးတက်လာပြီးတော့ relieving pressure from brain swelling ဆိုတဲ့အုံနောက်ရှောင်ရှမ်းရွယ်ဖိအားကိုထိမ့်ညိကုသနိုင်တာမျိုးရှိတာမို့လို့ဦးခေါင်းတံရရသူလူနာတို့အသက်ရှင်လို့မြောက်နိုင်လို့မြင်ပါလာပါတယ်။နောက်ထပ်ခြေလက်အင်ကတက်စီဆုံးရှုံးခြင်းရှိရာတွေကိုလည်းခြေတုလက်တုပြန်လို့တက်စင်မှု ခွဲစိတ်ကုသရေးအပိုင်းမှာပါလုံးဆောင်နိုင်လာခြင်းများစွာကိုတွေ့ခဲ့ကြရပါတယ်။ နောက်တစ်ခုအနေနဲ့ကဒုတိယကမ္ဘာစစ်မှာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရေးကုသရေးပိုင်းမှာဖွင့်မျိုးလာရဲဆိုတဲ့အကြောင်းဆက်လို့ပြောကြရအောင်ပါ။စစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေအထက်အရင်အကြီးဆုံးတစ်ခုဖြစ်တဲ့စစ်တံကြောင့်စိတ်ဖိစီးကြောက်လန့်ရခြင်းဆွဲကတ်တာဟာ6နှစ်အကြာတိုက်ခိုက်လို့ဒုတိယကမ္ဘာစစ်ပြီးသည့်တိုင်အောင် လူဒုအတော်များများမှာစိတ်ဒဏ်ရာအဖြစ်တာရှည်ကျင်းခဲ့ရပါတယ်။ ကိုခန္ဓာအတွင်းအပြင်ဓာတ်ရရတဲ့ပိုးလို့စနစ်တကျခရူးဆိုင်ကုသရေခံယူရမယ်စိတ်နဲ့ပတ်သက်တဲ့ဝေဒနာတွေဟာစိတ်ရဲ့နောက်ဆက်တွဲအရှိန်ဟမှုတွေလို့ပြောရင်လည်းမမှားပါဘူးနော်ဒီလိုစိတ်ဝေဒနာခံစားရသူများပြတဲ့အတွက် ကုသရေအပိုင်းမှာလည်းအချိုးအကွေ့တစ်ခုအနေနဲ့ပြောင်းလဲခြင်းတွေတီထွင်ဖန်တီးကုသရေတွေရှိလာပြီးစိတ်ဝင်စားဖွယ်ကုသရေရှုထောင့်အနေနဲ့ထင်ဟပ်လာစေခဲ့ပါတယ် ပထမကဘာစစ်တုံးကလက်ကျန်ဝေဒနာလို့ပြောရမှာဖြစ်တဲ့ share shock လို့ခေါ်တဲ့စိတ်ဝေဒနာကိုရှေ့တစ်ပိုင်းမှာပြောပြခဲ့ပါတယ်เนาะဒီ share shock စိတ်ဝေဒနာ ခန်းစားချက်ကိုရှေ့ရပထမကဘာစစ်အခြေအနေနဲ့ကြည့်မယ်ဆိုရင်ယောဂအကြောင်းကိုအလုံးစုံသိရှိနားလည်မှုအားနည်းနေသေးတယ်ပေါ့နော်။ဒါကိုဒုတိယကဘာစစ်ဖြစ်တဲ့အခါကာလတွေမှာစိတ်ကြံမာရေးကုသရမှာဖွင့်ပြိုးဖို့လိုပြီးလို့နားလည်လာကြပါတယ်။ပြီးတော့စိတ်ကြံမာရေးအနာရှုကုသဖို့လိုအပ်နေပြီဖြစ်တဲ့စစ်သားတွေကိုရှေ့ရခင်နိလန်အတိုင်းနောက်တန်းမှာရှိရဲ့အိမ်ကိုပြန်ပို့ပြီးအနားယူစီခြင်းနည်းလမ်းကိုမလုပ်တော့ဘဲနဲ့ရှေ့တန်းအတွင်းမှာပဲချက်ချင်းကုသလို့ဂယုဆိုင်ရင်းန ဲ့အစားထိုးကြည့်ပါတယ်။ဒါကို proximity therapy PIE method လို့ခေါ်ပါတယ်တဲ့နော်။ဆိုရင် P ရဲ့အရှိစားလုံး proximity ဆိုတဲ့အတိုင်းစစ်ပွဲတိုက်ခိုက်ရများလို့ရာကနေတိုက်ပွဲအကျဉ်ဖြစ်ပေါ်လာတဲ့ combat stress ဖြစ်လာခဲ့ပြီဆိုရင်ဒီစစ်သားတယောက်ကိုအိမ်ပြန်ပို့လို့ထားခြင်းတဲ့ချက်ချင်းကုသရလွယ်ကြောက်လွယ်စေဖို့ရင်ရှိရပြီးတော့စစ်ပွဲအတွင်းကကုသရေးစင်တာမှာကုသရေးစတင်လှုပ်ဆောင်ပါတယ် ။အိုင်ဆိုတဲ့ဇလုံး immediacy ဆိုတဲ့ဝေဒနာလက္ခဏာပေါ်လာတာနဲ့ပဲလက်ငင်းကုသရေးလှုပ်ဆောင်ပေးနိုင်တာဖြစ်ပါတယ်။ E ဆိုတဲ့ဇာတ်လုံးအနေနဲ့ကတော့ expectation or recovery ဆိုတော့ဒီဝေဒနာရှိလို့ကုသရေးခံယူပြီးသူစစ်သားကမျောလင်းချက်မဲ့တဲ့စိတ်ဝေဒနာမျိုးလျှော့နေလာပြီးတော့ကိုယ်တောင်ဝန်ကိုပြန်လည်ထမ်းဆောင်တာမျိုးလုပ်ချင်ပါပြီဆိုတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုပြန်ရစေခဲ့ပါတယ်။ ဒီတော့စိတ်ဝေဒနာဖြစ်စီလာသူဒီတိုက်ပွဲဝင်တယောက်အတွက်ဒီ PIE မတ်တရဲ့ကုသရေးနည်းစနစ်မှာဆိုရင်စစ်ပွဲမြများကြုံတွေ့ရအောင်လို့စိတ်ထိခိုက်ဝေဒနာရသူကိုပထမအနေနဲ့အနားယူစေပါတယ်ပြီးတော့ဆွေးနွေးအကြံပေးကောင်ဆယ်လေးလုပ်ပေးတယ်နောက်တစ်ခုကစိတ်မတည်ငြိမ်လို့နေထိုင်ရခက်နေတာမို့စိတ်အေးချမ်းနှိမ့်နှက်ချိုက်အိပ်ပျော်စီကိုအိပ်ဆေးပေးလို့အနားယူစေတာနဲ့ရောချစေပါတယ် တိုက်ပွဲဝင်နေရင်စိတ်အင်အားနည်းလာသူကိုအိမ်ပြန်ခိုင်းလို့ကိုကိုကိုယုံကြည်ချက်ရော့စင်တဲ့အစားပေါ့ပေါ့ပါပါလှုပ်လို့ရမယ်တောင်းဝန်မျိုးပြောင်းလဲထမ်းဆောင်စေတာနဲ့အစာထိုးကူတာရေလုပ်ပေးခဲ့တာပေါ့နော် DBIE မသက်ရဲ့ရလဒ်တွေကဒုတိယကဘာစစ်အတွင်းကစိတ်အင်အားနည်းလို့ဝေဒနာ ခံစားရတဲ့စစ်သားအများပြားကိုလှင့်လင်းမြန်မြန်နဲ့ပြန်ကောင်းလာစေခဲ့ပြီးရေရှည်ဖြစ်တတ်ပါတယ်ဆိုတဲ့ Post Traumatic Stress Disorder လို့ခေါ်တဲ့ PTSD စစ်ကြောက်ရတဲ့စိတ်တံရ Long Term PTSD ကိုရှောင်လွှဲနိုင်ခြင်းပေးခဲ့ပါတယ်။ ဒီတင်ဆက်မှုကတော့ Second World War ဟာစေကုသရေးအပိုင်းမှာနီးပညာပိုလို့ထွန်းကားတိုးတက်လို့ခေတ်သစ်စေးပညာရဲ့အထောက်ပံ့ကောင်းတွေအဖြစ်နဲ့အတွေ့အကြုံတပြုံကြီးပေးခဲ့တယ်လို့ဆိုရပါမယ်။အရေးပေါ်အသက်ကယ်နီးနာတွေအတွေ့အကြုံတွေစီးကနေနောက်တစ်ဆင့်တိုးတက်ဖွံ့ဖြိုးဖို့စိတ်အားထက်သန်မှုတွေစီကိုခေါ်ဆောင်လာခဲ့ပါတယ်။ အစိုးရကအကောင်းလူယူနိုင်မဲ့အသက်ရှင်ရက်တီကိုစူးစမ်းရတာနာတာကျင်တာတက်တာရောပါဖို့တီထွင်းဖန်တီးခဲ့တာခံစားရတဲ့စိတ်ရောရုပ်ဝေဒနာကိုပါနည်းနိုင်သမျှနည်းဖို့နီလန်းတို့ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်ဒုတိယကဘာစစ်စစ်ပွဲအခါကာလမှာကြုံခဲ့ကြရတဲ့ကျမ်းမာရေးဆိုင်ရာသုတတော်ကိုတင်ဆက်ပြီးခဲ့တာမျိုးအတွင်းအမြင်တစုံတရာရနိုင်ပါစေကြောင်းဆန္ဒပြုလိုက်ရပါတယ်နော်